မင်္ဂလာပါအားလုံးပဲကျမတို့ရှင်ကြပါစေစုဖို့ပြောမှာတော့ဗီယက်နမ်မှာတလကုန်ကြစီရေမြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ရှိလဲဆိုတဲ့ခေါင်းစဉ်ကိုပြောမှာဖြစ်ပါတယ်ဗီယက်နမ်မှာလာပြီးတော့နေချင်တဲ့သူတွေအတွက်ကုန်ကြစီရေကိုချိန်ဆကြည့်လို့ရအောင်လုပ်ပါရှင်နောက်ထပ်ဗီယက်နမ်နဲ့ပတ်သက်တဲ့တခြား information တွေအများကြီးကိုလည်းဆိုအားဗီဒီယိုလေးနဲ့ထပ်ပြီးတော့ share ပေးသွားအောင်မှာမို့လို့ဒီဗီယက်နမ်ကိုလာဖို့အစီအစဉ်ရှိနေတဲ့သူပဲဖြစ်ဖြစ်ဗီယက်နမ်မှာရောက်နေတဲ့မြန်မာတွေလည်းရှိရဲဆိုလို့ရှိရင်စုကို follow လေးနှိပ်ထားပေးဖို့အမေပါနေအောင်နော် ုတ်ဒီကောင်းစဉ်ကို option နှစ်ခုခွဲပြီးပြောမှာဖြစ်ပါတယ် option A ချက်စာမယ် ါမှမဟုတ်ရင် option B ဝယ်စားမယ်ဆိုရယ်ဝယ်စားရင်ဘယ်လောက်ကုန်မယ်ချက်စားရင်ဘယ်လောက်ကုန်မယ်ဆိုပြီးတော့နှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ပြောတော့မှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးထည့်ပြီးတော့စဉ်းစားရမယ့်ကုန်ကြမ်းဈေးကတော့ visa ကြေးဖြစ်ပါတယ်အဲ့တော့ visa ကဒီမှာ3လကိုတစ်ကြိမ်တိုးရတယ်3လတစ်ကြိမ်တိုးတိုင်းမှာသိန်း30ကုန်ကြပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်မလို့ VNN ပတ်စံသိန်း30ကုန်ကြရတဲ့အတွက်တစ်လကို VNN ငွေ10သိန်းကုန်ပါမယ်ဒါကြောင့်တစ်လမှာ visa ကြေး10သိန်းပါရှင် လက်နှစ်ကုန်ကြစည်းကတော့အင်လာက ဖြစ်ပါတယ်ဒီအင်လာကဆိုတဲ့ခေါင်းစဉ်အောက်မှာအင်လာကဘလောက်ကုန်လဲလို့ပြောရမယ်ဆိုလို့ရှိရင်သူတို့ထည့်သွင်းစဉ်းစားရမယ့်အချက်၃ချက်ရှိပါတယ်အဲ့အချက်၃ချက်ပေါ်မူတည်ပြီးတော့အင်လာကကလည်းတရားနဲ့တရားမတူညီဘဲနဲ့ကွဲပြားခြားနားမှာဖြစ်ပါတယ်ပထမတစ်ချက်ကနေမဲမြို့ပေမျိုးမာနေမှာလေဟိုချီမဲမာနေမှာလားထန်နှိုင်းမာနေမှာလားဓာနန်းမာနေမှာလားဒါမှမဟုတ်တခြားတခြားပေမျိုးတွေမာနေမှာလေအဲ့ဒီမျိုးတွေပုံမှန်ငူတီးပြီးတော့လေအင်္ဂါကအင်္ဂါကတွေကလည်းတူမှာမဟုတ်ပါဘူးရှင်ဘတ်နှစ် နေမဲ့လမ်းနေမဲ့ district ဘလို district မှာနေမှာလဲဟိုချီမဲမှာဆိုရင် district 1လို့မျိုးမျိုးလက်ကောင်မှာနေမှာလား district 7 district 8 district 9ဒါမျိုးနည်းနည်းခက်လန်းလန်းနေရမျိုးမှာနေမှာ နောက်ပြီးရနေမဲ့လမ်းဟုတ်ပြီ district ဆိုရင်တော့မှာ district 1မှာနေရဆိုရင်တော့မှာအဓိကမိန်လမ်းမကြီးပေါ်မှာနေမှာလားဒါမှမဟုတ်လို့ရှိရင်နည်းနည်းစီကားတဲ့လမ်းမှာနေမှာလားဒါမှမဟုတ်လုံးဝလမ်းကြားလေးလမ်းတွယ်လေးခြားရမှာနေမှာလားဒါမျိုးကိုနေမဲ့ district နေမဲ့လမ်းပေါ်မှာမူတည်ပြီးတော့လဲအိမ်ကားရဲ့စိတ်နှုန်းတွေကမတူညီပါဘူးရှင်နံပါတ်3နေမဲ့အိမ်အမျိုးအစားဘယ်လိုအိမ်မျိုးအစားမှာနေမှာ ဥပမာကွန်ဒိုလိုမျိုး facility နဲ့ကွန်ဒိုလိုနေရာမျိုးမှာသွားပြီးတော့အိမ်ရောင်းဝင်းနေတယ်မှာနေမှာလားဒါမှမဟုတ် apartment building type လိုမျိုးမှာနေချင်တာလားဒါမှမဟုတ်လုံချင်းနေမှာနေမှာလားစသဖြင့်ကိုရွေးချယ်တဲ့အိမ်ရဲ့အမျိုးအစားရောမှာမူတည်ပြီးတော့လေဈေးနှုန်းတွေအတူမှာမဟုတ်ပါဘူးအဲ့တော့ကိုရွေးချယ်ရဲ့ပုံမှာမူတည်ပြီးတော့အခြေအနေအရရက်တွေပုံမှာမူတည်ပြီးတော့အိမ်ငါးကားတစ်လကို340လောက်ကနေပြီးတော့350လောက်ကြားရေးကိုကွာခြားနိုင်ပါတယ်အဲ့တော့သူကအားလုံးထဲမှာပျံ့မြအနေနဲ့တစ်လကို3 50နဲ့အခန်းနေနဲ့နေတယ်လို့ပဲယူဆပြီးတော့တွက်ပြပါမယ်เนาะတလားကိုဗီယက်နမ်ပတ်စံတိန်50ကုန်ပါမယ်အင်္ဂါကတိန်50သုံးမယ်ဆိုရင်ဘယ်လိုမျိုးအိမ်မျိုးရမှာလဲဆိုလို့ရှိရင်စတူဒီယိုဂန်လေးရပါမယ်နှစ်ယောက်အိတ်ကလေးတစ်လုံးပါမယ်ထမင်းစားစပွဲဖနိုင်ကုန်တစ်စုံပါမယ်ပြီးရေခဲတစ်တာပါမ ယ်ပြီးရင်ခေချမ်းကောင်တက်လေးပါမယ်ရေချိုးကဲအင်တာပါပါမယ်ရေချိုးကဲအင်တာကို share သုံးစရာမလိုပါဘူးအခန်းထဲမှာရေချိုးကဲအင်တာတက်ဆုံးပါတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင် studio ခန်းဆိုတော့ hotel room လေးလိုမျိုးပဲပေါ့နော်ဒါပေမဲ့မီးဖို့ကြောင့်ခေချမ်းခန်းကတော့တသက်ဖြစ်နေမှာမဟုတ်ဖြစ်နေအိပ်ညာနဲ့ခေချမ်းနဲ့ဟာတွဲလျက်ပါတာ လို့ပေါ့နော်ဒါကတော့ကိုရွေးချယ်ရဲ့အိမ်ရဲ့ facility ပေါ်မှာမူတည်ပြီးတော့တချို့ကမီးဖို့ပေါ်မှာ microwave တွေပါတယ်ထည့်ပေးထားတဲ့အခန်းမျိုးရှိမယ်တချို့မှာတော့လည်း microwave မပါဘဲနဲ့ hot plate ပဲပေးထားတဲ့အခန်းမျိုးလည်းရှိမယ်အဝေးရှော်ဆက်ကို share သုံးရတာမျိုးရှိတဲ့အခန်းမျိုးလည်းရှိမယ်ဒါမှမဟုတ်တစ်ခန်းမှာမှအဝေးရှော်ဆက်တစ်လုံးစီပါတဲ့အခန်းမျိုးလည်းရှိပါမယ် DIA street view run နေတာကြတော့နှစ်ယောက်အထိအသုံးပြုခွင့်ရှိတဲ့ address တစ်ယောက်နေလည်းဒီဈေးပဲနှစ်ယောက်နေလည်းဒီဈေးပဲဖြစ်မှာပါအဲ့တော့နှစ်ယောက်နေမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တန်တာပေါ့နော် နံပါတ်3ကုန်ကြမ်းစီကတော့ utility charges ပါရှင်။ မီတာကရေဖို့ဆိုင်ကယ်ပါကင်တွေပါတယ်ထိုးကြရဲဆိုလို့ရှိရင်ဆိုင်ကယ်ပါကင်ကြီးပြီးပါလို့ရှိရင် management fee ဆိုပြီးတော့ထပ်ယူရမျိုးရှိရဲပေါ့နော်အဲ့ဒီ management fee မှာဘာတွေပါလဲဆိုလို့ရှိရင်ကိုသုံးဖို့အတွက် wifi ခါတွေဓာတ်လေကားပါလဲဆိုရင်ဓာတ်လေကားအသုံးပြုစရိတ်တွေတန်ရှင်းသူတို့က corridor တွေနဲ့ဓာတ်လေကားတွေနဲ့ဟိုတစ်ပတ်တစ်ခါတန်ရှင်းရေးလုပ်ပေးရမျိုးရှိရဲတခြားမလို့အဲ့လိုမျိုးတန်ရှင်းရေး charges တွေပြီးပါလို့ရှိရင် away shop ဆက်ကို share သုံးကြရဲဆိုလို့ရှိရင်အဲ့ away shop ဆက်ကိုအသုံးပြုခါတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးခြုံငုံပြီးတော့ယူရရှိပါတယ်ဒါကကြတော့ကိုနေ ည်တယ် နေရာရဲ့ management ပေါ်မူတည်ပြီးတော့တရားလက်တရားငယ်ယူတဲ့ဈေးနှုန်းတွေ rate တွေလည်းမတူကြပါဘူးအဲဒီတော့ဆိုတာပြန်မြအားဖြင့် maximum ယူပြီးတော့ဒီမှာတော့10သိန်းဆိုပြီးတော့ထည့်သွင်းတွက်ချက်ပေးထားပါတယ်ရှင်နံပါတ်၄ကုန်ကျစရိတ်ကတော့ဟင်းစားစရိတ်ဖြစ်ပါတယ်ဒီဒီဟင်းစားစရိတ်ကိုတော့ဆိုတာတပတ်စာကို VNN ပတ်စံ9သိန်းခွဲလို့ယူပြီးတော့တွက်ချက်ပေးထားပါတယ်ရှင်ဒီ9သိန်းခွဲမှာဆိုတာစံစီစာတားငါချက်ဦးဟင်းသီးဟင်းရွက်တွေခောက်ဆွဲချောက်တွေအပြင်မနက်စာအတွက် coffee mist ထုတ်တွေပေါင်မုတ်တွေနောက်ပြီးတော့ ့ရှင်ရင်နွားနိုးလိုမိုင်လိုလိုစသဖြင့်အဲ့ဒါမျိုးတွေပါထည့်သွင်းတွက်ချက်ထားပြီးသားဖြစ်ပါတယ်ရှင်တပတ်ကို9သိန်းခွဲဆိုရင်တစ်လကိုဒုတိယစာဟင်းစားစရိတ်က330ခန်းကုန်ကြပါလိမ့်မယ်ရှင်အဲ့ဒီ330ခန်းဆိုတာကကြတော့အရင်ချိုးချိုးချန်ချန်အဲချိုးချိုးငယ်ငယ်စားရမှာမျိုးဟုတ်ပဲနဲ့ဒီဟင်းကောင်းကျွေးကောင်းလေးချက်ပြီးရောစားနိုင်မယ်စီအမျိုးစားအမောင့်တစ်ခုဖြစ်ပါတယ်အဲအဲ့ဒီအမောင့်ပုံမှာကြတော့လေ discount လေးရှာပြီးတော့ဝယ်တက်လာဒါမှမဟုတ်ကိုကဟင်းစားကြီးလာဒါမှမဟုတ်ရင်ကိုကချိုးချန်ပြီးရောစားတက်တာလားစသဖြင့်အခြေအနေတွေပေါ့ ုံမူတည်ပြီးလူတယောက်နဲ့တယောက်နဲ့ကတော့အနေအများဆုံးတူနိုင်မှာမဟုတ်ပါဘူးဆိုတာအလေအလက်အနေနဲ့ပြင်းမြအဖြစ်တွက်ချက်ပေးထားတဲ့ဈေးနှုန်းဖြစ်ပါတယ်စုပေါင်းတစ်လောက်ဘယ်လောက်ကုန်လဲဆိုပြီးတွက်ချက်လိုက်လို့ရှိရင် VNN ပတ်စံ300မြန်မာငွေနဲ့ဆိုရင်တစ်လောက်ကို18သိန်းခန့်ကုန်ကြမှာဖြစ်ပါတယ်ဒါကတော့ option A ပါရှင် option B အနေနဲ့ချက်မစားဘူးဝယ်စားမယ်ဆိုတဲ့သူတွေအတွက်ကိုသူတို့တွက်ကြည့်လိုက်ရအောင်နော် ဗီဇာကြီးအိမ်လာက utility ချက်ချက်ဆိုရဲနံပါတ်3အချက်အထိအားလုံးတူပါမယ်ရှင်နံပါတ်4 ချက်စာမယ့်အစာဝေစားမယ်ဖြစ်သွားပါတယ်။ဘာချတော့မှာတော့မနက်စာ၊နေ့လယ်စာ၊ညစာသုံးနှစ်လုံးကိုဝေစားမှာဖြစ်ပါတယ်။မနက်စာကိုကော်ဖီတစ်ခွက်ကို2တောင်းခွဲ၊ဗန်းမီတစ်လုံးကို2တောင်း၊စုစုပေါင်း4တောင်းခွဲနဲ့တွက်ကြည့်အောင်နော်။စုစုပေါင်း4တောင်းခွဲနဲ့ရက်30ဆိုလို့ရှိရင်73သိန်းနဲ့9တောင်းကျတဲ့မှာဖြစ်ပါတယ်။ဒါကတော့မနက်စာအတွက်ဈေးနှုန်းပါရှင်။ စုခုတက်ပေးလိုက်တဲ့ coffee mix တစ်ခွက်နဲ့ဗန်းမီရဲ့ဈေးရဆိုလို့ရှိရင်လေနေရာတွေဒေသတွေပေါ်မှာဟိုတည်ပြီးတော့ဈေးနှုန်းတွေမတူပါဘူးရှင် district 1မှာရှိတဲ့ coffee ဆိုင်တွေမှာဆိုလို့ရှိရင် coffee တစ်ခွက်ကို3000ကျွဲ4000 5000 6000လောက်တိရောင်းတဲ့ဆိုင်တွေရှိပြီးတော့ Suro district မှာဆိုလို့ရှိရင် Lambi coffee ဆိုင်တွေဒါပေါ်ရတဲ့အတွက်ကြောင့်မလို့18000လောက်နေအောင် coffee တစ်ခွက်တောက်လို့ရပါတယ်ဒီလိုမျိုးပေါ့နော်နေရဲ့နေရာပေါ်မှာမူတည်ပြီးတော့လေအမောင်းနေရာကွာခြားတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတာပြန်ပြန်ဈေးနှုန်းတစ်ခုနဲ့တွက်ပေးထားတာဖြစ်ပါတယ်ရှင်အဲ့ဒါနဲ့ညစာအတွက်ကတော့ခောက်ဆွဲဒီမှာ ဆိုဖာလို့ခေါ်တဲ့ခောက်ဆွဲပြုတ်တွေကိုပုံစံမျိုးစုံနဲ့အရသာမျိုးစုံအသားငါးရဲ့မျိုးစုံနဲ့ရနိုင်တယ်အဲ့ဒါမျိုးတွေပဲစားစား content လို့ခေါ်တဲ့ထမင်းပေါ်မှာ ဟင်းတွေကိုပုံပေးတယ်ပုံစားပဲသွားစားစားဘယ်လိုပဲစားစားတနက်ကို3កောင်းခွဲရနေ9កောင်းထိခုနပြောသလိုပဲနေရာဒေတာဆိုင်းပုံမှာမူတည်ပြီးတော့ဈေးနှုန်းတွေကအမျိုးမျိုး varies ဖြစ်ပါတယ်အဲ့အတွက်ကြောင့်မျိုးစုကအဲမနက်စာနဲ့ညစာရဲ့ကုန်ကြမ်းစရိတ်ကိုတနက်ကို4200လုံးနဲ့ပဲပြညထားပြီးတော့တွက်ကြည့်မယ်နော်မနက်အတွက်တနက်ကို4200ညအတွက်တနက်ကို4200နဲ့ ရက်30ဆိုလို့ရှိရင်တလားကိုဗီယက်နမ်ပတ်စံ25ဒင်းခန့်စားစရိတ်ကြတက်မှာဖြစ်ပါရဲ့ရှင်။အဲဒီတော့ option B အနေနဲ့မချက်စားကိုဝယ်စားမယ်ဆိုတဲ့သူရဲ့အတွက်တလားတာစုစုပေါင်းကုန်စားစရိတ်ကတော့ VAT ပတ်စံ3 တရ9သိန်းမြန်မာဝင်နဲ့19သိန်းခန့်တလောက်ကိုကြာတဲ့မှာဖြစ်ပါစုဖို့တွက်ချက်ပေးထားတဲ့ဈေးနှုန်းတွေထဲမှာမပါဝင်တဲ့အရာတွေရှိပါရဲ့အဲ့ဒါဘာတွေလဲဆိုရင်ဥပမာကားကတနည်းအားနေတနည်းအားသွားမယ်ပေါ့နော်ရှောက်သွားမယ်မုတ်သွားစားမယ်ရှောက်လဲမယ်သွားမယ်ဆိုရင်သုံးဖို့ကားကဘတ်ကားစီမှာလားဘတ်ကားစီမှာဆိုလို့ရှိရင်ဘတ်ကားကားကတရ9000ကနေ9000 6000 9000ကနေ1000ခွဲအထိဈေးနှုန်းကြီးအစားအစာရှိပါရဲ့အဲ့လိုဘတ်ကားစီပြီးသွားမှာတစ်ပတ်ကိုဘယ်နှစ်ရက်အပြင်သွားမှာလဲသာသဖြင့်ကုန်ကြမ်းဈေးတွေရှိအောင်မှာပေါ့နော်အဲ့ဒီကားကားတွေကိုထည့်သွင်းတွက်ချက်ထားရမှာရှိပါ တာဘူးပြီးတော့လို့ရှိရင်နောက်တစ်ခုကအပြင်သွားရဲ bus ကနဲ့မသွားဘူး taxi ကသွားမှာလား grab စီမှာလားစသဖြင့်အဲ့ဒီ taxi ကတွေကလည်းနည်းနည်းစီကြီးပါတယ်အဲ့ဒါတွေလည်းထည့်ထွက်ထားတာမျိုးမရှိပါဘူးနောက်တစ်ချက်အနေနဲ့ဆိုင်ကယ်ငါးစီမှာလားဆိုင်ကယ်ကိုတစ်လစာချုပ်နဲ့တစ်လဆိုရင်ဘယ်လောက်ဆိုပြီးတော့ငါးစီရမျိုးတွေရှိရဲဒါမျိုး transportation ချက်ချက်တွေထည့်မထွက်ထားဘူးအကေးပြီဆိုင်ကယ်ငါးစီပြီဆိုလို့ရှိရင်ကိုယ်ဆိုင်ကယ်က EV ဆိုင်ကယ်မဟုတ်ဘူးဆိုရင်စီကိုထည့်ရမယ်ဆိုင်ကယ်စီဘူးတွေထည့်ပြီးတော့စဉ်းစားထားတာတွက်ချက်ထားတာမျိုးတွေမပါဝင်သေးပါဘူးရှင်နောက်တစ်ခါ shopping လေးထွက်လာဦးမယ်အင်ဂျီလေးဝယ်လိုက် ိုင်အောင်မယ်အဟိုကလေးဝယ်စားလိုက်အောင်မယ်ဒီကလေးဝယ်စားလိုက်အောင်မယ်အဲ့လိုအလွယ်အသုံးတွေလည်းထဲမတွက်ထားတဲ့ address အဲ့လိုမျိုးသုံးတတ်တဲ့သူတွေဆိုလို့ရှိရင်တော့စုအခုတွက်ပေးထားတဲ့အမောင်းတွေကလောက်မှမဟုတ်ပါဘူးရှင်နောက်ခုမပါဝင်သေးတာကကြတော့ဖုန်းပေဖို့ပေါ့နော်ဖုန်းပေဖို့လည်းစုထည့်မတွက်ထားပါဘူးဖုန်းပေဖို့ကတော့ကိုသုံးတဲ့ operator ပေါ်မူတည်ပြီးရောတသိန်းတသိန်းခွဲအလောက်တောက်တလောက်ကြာတက်နိုင်ပါရဲ့ရှင်။ဒီနှီးကုန်းချုပ်ရမယ်ဆိုလို့ရှိရင်တကူရဲသမားတွေအတွက်ကတော့ချက်စားစား ဝယ်စားစားကုန်စားစိတ်ကအများကြီးမကွာခြားတာမို့လို့ချက်စားဖို့ဝါသနာပါတဲ့လူဆိုရင်ချက်စားနိုင်ပြီးရောပို့ပပပဲနေချင်တဲ့အလုံးများလို့ချက်ချင်လို့ဆိုရတဲ့ဒီဆိုလို့ရှိရင်တော့ဝယ်စားလိုက်တာပို့ပြီးရောအဆင်ပြေပါလိမ့်မယ်ရှင်။ဒါပေမဲ့တကူရဲသမားမှုပင်လည်း၂ယောက်တူတူလာမယ်၃ယောက်တူတူနေကြမယ်မိသားစုတွေတငယ်ချင်းတွေစုပြီးနေကြမယ်သူမျိုးတွေဆိုလို့ရှိရင်တော့မဖြစ်မနေချက်စားတာပို့ပြီးရောအဆင်ပြေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အိမ်ငှားခါးကတော့အတူတူပဲပို့ကုန်စရာမရှိဘူး။ဟင်းချက်တာလည်းဒီလိုပဲစံဖို့နည်းနည်းပို့ကုန်တာလည်းရှိမယ်။ဟင်းစားကအဲ့လောက်ကြီးထွေထွေကုန်ကြ ်စီတီပို့ပြီးတော့ကုန်ကြမှာမဟုတ်တဲ့အတွက်လူဦးရေအများကြီးမိသားစုတွေဆိုလို့ရှိရင်တော့ဆက်စားတာပို့ပြီးတော့အများကြီးတန်ပါလိမ့်မယ်ရှင် နောက်ထပ်ဆိုမိထားကြရဲ့ visa ဘယ်လိုတိုးရတာလဲ၃လတစ်ကြိမ်နေဆက်ကိုတိုးရတာဘယ်လိုတိုးရတာလဲဆိုရဲ information တွေနောက်ပြီးသွားလို့ရှိရင်ဒီ vietnam ကအစားအသောက်တရားစားလို့ကောင်းလားမြန်မာဗဇက်နဲ့ green တွေးလောက်လားစသဖြင့်အဲ့ဒီမိခွန်းနေနောက်ပြီးရင်ဟိုချီမင်းမာနေတင်လားဒါလတ်မာနေတင်လားဒါနန်းမာနေတင်လားစသဖြင့်အဲ့ဒီမိခွန်းနေရောနောက်တစ်ခါ vietnam မှာနေမယ်ဆိုလို့ရှိရင်မဖြစ်မနေအသုံးပြုရတဲ့အသုံးဝင်တဲ့ app လေးအကြောင်းဘယ် market တွေမှာသိသက်တာပြီးတော့ဘယ် market တွေမှာဈေးအချိုးအချောင်းလေးရတတ် ဲမာဝဲတင်လဲဆိုတော့ပြန်အဲ့လိုမိကုံးလေးအများကြီးကိုလဲစုနောက်ထပ်ဗီဒီယိုလေးနဲ့ထပ်ထပ်ပြီးတော့တင်ပေးသွားအောင်မို့လို့နောက်ထပ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါအောင်နော်စုကိုလဲ follow လုပ်ထားပေးဖို့ request လုပ်ပါတယ်အားလုံးပဲတက်တာပါနောက် vlog တွေမှာပြန်ဆုံပါမယ်ရှင်